ပူတင်သဘောကြောင့်မူဝါဒတွေပြောင်းပြီးနေတဲ့ American သမ္မတထရန့်တော်လူသူပတ်သားဖြစ်နေမလားပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မရိကန်အစိုးရတက်ဟာနိုင်ငံသားရေးမူဝါဒတွေကိုအလျင်မြန်ပဲပြောင်းလဲနေပါတယ်။အဲ့ဒီပြောင်းလဲမှုတွေဟာကျွန်တော်တို့ဖြစ်စေချင်တာတွေနဲ့ထပ်တူကြနေရပြဆိုတဲ့စကားကိုရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်ကော့စ်ကဆိုခဲ့ပူပါတယ်။ငါးအီးစားကသူအီးစားဖြစ်နေရဆိုတာတခိတခါကနာမည်ကျော်ခဲ့တဲ့နိုးအဖွဲ့ဝင်သစင်ရဲ့သတင်းတပုတ်ပါ။ဒီသတင်းကောင်းစဉ်လို့ပဲညမဆိုရစကားမှာကိုလူသူပတ်သားဆိုတာရှိပါတယ်။မိမိဘက်ကလို့ယုံကြည်ထမှတ်ထားတဲ့သူတူဟာတကယ်တမ်းကျတော့တစ်ဖက်လူရဲ့လူဖြစ်နေတတ်တာကိုဆိုလိုခြင်းဖြစ်ပါတယ် ရုပ်ကြည့်အားထားမိတဲ့သူကပဲပြန်ပြီးတော့ဒုက္ခပေးတတ်တာကိုဆိုလိုတာဖြစ်ပါတယ်။ပေါ်တူဂီသမ္မတမာဆယ်လိုရီဘယ်လိုဒီဆိုစာကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာရုရှားလူဖြစ်တယ်။ဒီလိုပြောတာဟာပုံကိုရေးခန်းစားချက်တွေမပါပဲလောရက်တွေတတ်တတ်ကိုကြည့်ပြီးပြောတာဖြစ်တယ်လို့ပြီးခဲ့တဲ့ဩဂုတ်လ29ရက်နေ့ကလူသိရှင်ကြားကြေကြာဆွဆဲသွားပါတယ်။ဥရောပတိုင်းနော်ဘဆွန်ကပေါ်တူဂီနိုင်ငံဟာအမေရိကန်ပြည်ထောင်စုရဲ့အခိုင်အမာမဟာမိတ်ဖြစ်ပြီးညအတ္တလန်တိတ်မဟာမိတ်စာချုပ်နေတိုအဖွဲ့ဝင်လည်းဖြစ်ပါတယ် ထရန်ဟာရုရှားရဲ့လူလူဆွဆွဲတာမှာပေါ်တူဂီသမ္မတဟာပထမဆုံးမဟုတ်ပါဘူးပြီးခဲ့တဲ့မတ်လတုန်းကလည်းဗြိတိရှ်ပါလီမန်အမတ်ဂရိဟန်စတူဝက်ကဒီသဘောမျိုးပြောခဲ့ပါသေးတယ်ဂရိဟန်စတူဝက်ကရှီယိုဆက်လက်ရာရင်ကွန်ဆာဗေးတစ်ပါတီဝင်ဖြစ်ပါတယ်ဒေါ်နယ်ထရန်ဟာပထမအကြိမ်သမ္မတတောင်းဝန်ထမ်းဆောင်စဉ်တုန်းက2019 2021တုန်းကလည်းရုရှားနဲ့ပတ်သက်ခဲ့မှုတွေဆိုတဲ့ပြောဆိုချက်တွေရှိခဲ့တာပါအခုအဲ့ဒီအကြောင်းလေးကိုခြေရာခံကြည့်ကြပါမယ် ပထမအဆုံးအနေနဲ့ထောက်လိုင်းအဖွဲ့တွေတုံးနဲ့ဝေါ်ဟာရတချို့ကြောင့်နည်းနည်းရှင်းပြကြမှာရယ်အေဂျင့်မြမလိုအေဂျင့်လို့လည်းခေါ်ပါရယ်ထောက်လိုင်းအဖွဲ့စီတခုမှာတရားဝင်ဝန်တန်းအဖြစ်လောက်ကိုင်းနေရသူဖြစ်ပါရယ် spy မြမရီအတော်အများဆုံးအတိအများဆုံးဝေါ်ဟာရပါ spy ဆိုတာသတင်းချက်လက်တွေကိုကီပါပြိုင်တဲ့ထောက်လိုင်းအဖွဲ့စီတွေကိုငွေကြေးနဲ့လဲလှယ်ရောင်းစားတဲ့သူဖြစ်ပါရယ်မိုးတိမအဖွဲ့စီတခုခုမှာရေရှည်ထည့်သွင်းညှောင်းနှံထားတဲ့အတွင်းလူယုံလူခေါ်နိုင်ပါရယ် ။များသောအားဖြင့်နေ့နေ့စီအယုံတင်ထားပြီးမှအဖွဲ့အစည်းရဲ့လျှို့ဝှက်သတင်းတွေကိုရယူရမျိုးပါ။အဆက်။ထောက်လိုင်းအဖွဲ့အစည်းတစ်ခုခုကစီယုံတင်သွင်းထားတဲ့သူဖြစ်ပါတယ်။မြန်မာလို့ဆိုရင်ဘတ်တော်သားသူလို့ခေါ်ရမလားမသိပါ။ဒီလိုပုံကမျိုးဟာငွေကြေးတစ်စုံတရာရယူခြင်းမရှိဘဲအဖွဲ့အစည်းနိုင်ငံတစ်ခုခုအပေါ်ကယူနာတဝင်းနှစ်သက်ကအဲ့ဒီအဖွဲ့အဲ့ဒီနိုင်ငံရဲ့အကျိုးရုံးမဲ့ကိစ္စမျိုးတွေဆိုရှောင်ကျဉ်တတ်ပါရဲ့အခုဒေါ်နယ်ထရန့်ဟာရုရှားဘက်တော်သားဆိုပြီးဆွဆဲချက်တွေကိုကြီးကြရအောင်မှာ 2025ခုနှစ်အရှိပိုင်းကာလနဲ့2025ခုနှစ်ဒုတိယကျင်းသမရယာရုတောင်ဝန်ထမ်းဆောင်စဉ်ကာလများဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်။2025ခုနှစ်အရှိပိုင်းကာလဆွဆဲချက်များဒေါ်နယ်ထရန့်နဲ့ရုရှားကြောင့်ပထမဆုံးသတင်းထွက်လာတာက2016ခုနှစ်သမရရွှေကောက်ပွဲကာလမှာဖြစ်ပါတယ်။ Republican Party သမ္မတလောင်း Donald Trump အနိုင်ရဖို့အတွက် Russia ထောင်လိုင်းအဖွဲ့အစည်းကကူညီပေးခဲ့တယ်လို့စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။ Russia အစိုးရကကြောထောက်နောက်ခံပေးထားတဲ့ Internet Research Agency Internet သုတေသန Agency ဟာအမေရိကန်နိုင်ငံသားအယောင်ဆောင်ထားတဲ့ social media account တွေထောင်ပေါင်းများစွာဖန်တီးဖွင့်လှစ်ပြီးသိခွဲ့သက်ရှူတဲ့ရေးသားဝင်များမှုတွေကိုပြုလုပ်ခဲ့ကြတယ်လို့ဆိုပါရယ်။အဲဒါရီအပြင်ရုရှားတမရတော်ထောက်လန်ရေး GRU နဲ့ ကိုစီဘီယာဖက်စီဘီယာဆိုတဲ့ရုရှားထောင်လိုင်းအဖွဲ့အစည်းတွေကဝါရှင်တန်မြို့တော်မှာရုံးချုပ်ဖွင့်လှစ်ထားတဲ့ဒီမိုကရက်ပါတီနိုင်ငံလုံးဆိုင်ရာကော်မတီရဲ့ကွန်ပျူတာကွန်ရက်စနစ်တွေကိုဖောက်ထွင်းဝင်ရောက်ပြီးတရင်ချက်လက်တွေကိုရှာယူခဲ့တယ်လို့ဒီမိုကရက်တစ်သမ္မတလောက်ဟီလာရီကလင်တန်ရဲ့အောင်နိုင်ရေးမန်နေဂျာဂျွန်ပူဒက်တာရဲ့အီးမေးလ်အကောင့်ကိုပါဖောက်ထွင်းဝင်ရောက်ခဲ့ပြီးအချက်လက်တွေရယူသားခဲ့ကြပါတယ် အဲ့ဒီချက်လက်တွေကိုပြည်သူလူထုအကြောင်းမှပြန်နိုင်အောင်ဝီကီလီအပါအဝင်နီလန်းမျိုးစုံကိုအသုံးပြုခဲ့ကြတယ်လို့ရွေးကောက်ပွဲပြီးကွန်ဂရက်လွှတ်တော်ကဖွဲ့စည်းခဲ့တဲ့စုံစမ်းစစ်ဆေးကော်မရှင်ကတွေ့ရှိထားပါတယ်ဒီစီရင်ခန်းစာမှာထရန်ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်တွေနဲ့ရုရှားအစိုးရအဆက်အသွယ်ကြားလို့တွေအကြားဆက်သွယ်မှုတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ထရန်တို့ဘက်ကလည်းရုရှားတွေရဲ့ပါဝင်ပတ်သက်မှုဟာသူတို့အတွက်အကျိုးကျေးဇူးတစ်စုံတရာရှိစေမယ်လို့ညွှန်လင်းခဲ့ကြတယ်လို့အစီရင်ခန်းစာကဖော်ပြပါတယ်။ 2019ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ American မျိုးသားထောက်လှမ်ရေးအဖွဲ့အစည်းနဲ့ ICA ရဲ့အစည်းအဝေးခန်းစာမှာတမရပူတင်ဟာ Trump အနိုင်ရရှိရေးအတွက်လှုံ့ဆော်ကြဖို့ကိုယ်တိုင်ညွှန်ကြားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ Trump လူတွေနဲ့ Russia တို့ကြားပူးပေါင်းဆောင်ရွက်မှုတစုံတရာမတွေ့ရဘူးလို့ပါရှိပါတယ်။ဒါပေမဲ့တမရ Trump ကိုတော့ဥပဒေကြောင်အရစုံစမ်းစစ်ဆေးတာကိုအနှောက်အယှက်ပေးတယ်လို့မှတ်တမ်းတင်ဖော်ပြထားပါတယ်။ဒီကိစ္စကိုတိကျစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ Center for American Progress အဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ Trump ရဲ့အောင်နိုင်အဖွဲ့သားတွေနဲ့ Russia တွေကြားဆက်သွယ်မှု292ကြိမ်တွေ့ဆုံဆွေးနွေးမှု33ကြိမ်ထိရှိခဲ့တယ်လို့သိရပါတယ်။2021ခုနှစ်မှာသတင်းစာဆရာနဲ့စာရေးဆရာခရီကာကရေးသားထားတဲ့ American Compromise အောက်ထွက်ရှိလာပါတယ်။ အဲဒီဆောက်ထဲမှာစီးပွားရေးသမားဘီလီယံနာဒေါ်နယ်ထရန့်ကို1990ပြည့်လွန်ဆယ်စုနှစ်အနောက်ပိုင်းကာလရီတွေကရုရှားဆိုဗီယက်ထောက်လိုင်းအဖွဲ့ရိကသတိထားမိခဲ့ကြပြီးစီးယုံတင်တင်မှုတွေစတင်လှုပ်ဆောင်ခဲ့တယ်လို့ပါရှိပါတယ်။ဒေါ်နယ်ထရန့်ရဲ့2016ခုနှစ်ရှေ့ပိုင်းကာလဘဝကောက်ဆောင်ရေးအရေးပါတဲ့အချက်တချို့ကိုပြန်ပြောရမယ်ဆိုရင်ထရန့်ဟာ1968ခုနှစ်မှာပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကနေစီးပွားရေးပညာပွဲရရှိခဲ့ပါတယ်။ 1992ခုနှစ်မှာထရန့်ဟာဖခင်အင်ချမ်းမြေလုပ်ငန်းကိုလက်လွဲရယူခဲ့ပြီးလုပ်ငန်းရဲ့အမိကိုသူ့ရဲ့နာမည်နဲ့ပြောင်းလဲမည်ခေါ်စီခဲ့ပါတယ်1983ခုနှစ်မှာ Trump Tower ကိုနယူးယောက်မြို့မှာဖွင့်လှစ်ခဲ့ပြီးမြို့ပြအင်ချမ်းမြေလောက်ကရဲ့ရှေ့ဆောင်ဖြစ်လာပါတယ်1989ခုနှစ်ဇူလိုင်လမှာဆိုဖီယာပြည်တော်စုမော်စကိုမြို့တော်နဲ့လီနင်ဂရက်မြို့ရေစီကိုအလဲသွားရောက်ခဲ့ပါတယ်။အဲဒီမြို့တွေမှာဟိုတယ်ကြီးတွေဆောက်လုပ်ဖို့ဆိုဖီယာအစိုးရကထရန့်ကိုဖိတ်ကြားခဲ့တာပါ။ 1989ခုနှစ်စက်တင်ဘာလစမှာ Trump က The New York Times, The Washington Post နဲ့ Boston Globe စတဲ့ဩဇာတိတ်မှကြီးမားတဲ့ American သတင်းစာကြီးတွေမှာမျက်နှာပြေကြော်ညာဆောင်ပါတွေထည့်ပါတယ်။ American ပြည်သူတွေစီကိုအိတ်ဖွင့်ပေးစာအနေနဲ့ရေးသားထားပြီး Trump ရဲ့အမည်ပါရှိတဲ့အဲ့ဒီမျက်နှာပြေဆောင်ပါမှာဂျပန်၊နေတိုနဲ့ပင်လယ်ကွေ့ RNG နဲ့တထင်းနိုင်ငံတွေပေါ်မှာထားရှိတဲ့ American ရဲ့မူဝါဒကိုမှားယွင်းနေရလို့ဝေဖန်ခဲ့ပါတယ်။ ဒီနိုင်ငံတွေဟာတထေးနိုင်ငံတွေဖြစ်လို့သူတို့နိုင်ငံကာကွယ်ရေးအတွက်အမေရိကန်ကအကုန်ကြခံနေရတာဟာမဖြစ်သင့်ဘူးလို့ထရန့်ကရှိပါတယ်။နေတိုးဖွဲ့ကြီးမှာအမေရိကန်ပါဝင်နေတာကိုလည်းအကျုံညက်တစုံတရာရှိမှရှိပြန်လည်ဆန့်စစ်တင်နေလို့လည်းတောင်းဆိုထားပါသေးတယ်။1997 1992နှစ်ကြိမ်1994 2004 2009နဲ့2009ခုနှစ်တွေမှာစုစုပေါင်း6ကြိမ်တိတိထရန့်ရဲ့ဟိုတယ်အပန်းဖြေစခန်းနဲ့လောင်းစားရုံလုပ်ငန်းစုဟာဒီဝါလီခံခဲ့ရတာဖြစ်ပါတယ်။ 2005ခုနှစ်မှာလက်ရှိဇနီးတဲ့မာလာနီယာနော့စ်နဲ့လက်ထပ်ခဲ့ပါတယ်။မာလာနီယာဟာစလိုဗေးနီးယား၊ရှက်ခေ၊ယူဂိုစလာဗီးယားတိနယ်မှာ1990ခုနှစ်မှာမှွေဖွားခဲ့ပြီး1996ခုနှစ်မှာအမေရိကန်ပြည်ထောင်စုစီရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။၂006ခုနှစ်မှာအမေရိကန်နိုင်ငံသားဖြစ်နေခံယူခဲ့ပါတယ်။1949ခုနှစ်မှာမှွေဖွားခဲ့က1992ခုနှစ်မှာကနေဒါနိုင်ငံ အဲဒီကနေ1989ခုနှစ်မှာတက်တက်ဆဘီလီယနာဒေါ်နယ်ထရန့်နဲ့လက်ထပ်ခဲ့ပြီးအမေရိကန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာဆိုဖီယာထောက်လိုင်းအရာရှိဟောင်းယူရီဆက်ဘတ်ရဲ့ထုတ်ပေါ်ပြောကြားချက်တွေကိုဖော်ပြခြင်းပါတယ်။ ဆိုဗီယက်တို့ရဲ့နာမည်ကျော်ထောင်လိုင်းအဖွဲ့ကြီး KGB မှာပုံမှုစင်တီတာဝန်ထမ်းဆောင်ခဲ့မှုရဲ့ရှက်ဗာဟာ1980ပြည့်လောဆယ်စုနှစ်တွေအတွင်းနယူးယောက်မြို့မှာဆိုဗီယက်သတင်းစာဆရာတဦးဖြစ်နေတာဝန်ထမ်းဆောင်ခဲ့ပြီး1993ခုနှစ်မှာအမေရိကန်နိုင်ငံကိုရှေ့ပြောင်းခြေချကနိုင်ငံသားအဖြစ်ခံယူခဲ့ပါတယ်ရှဗက်ရဲ့အပြောအရ1989ခုနှစ်အိုင်ဗာနာနဲ့လက်ထပ်ပြီးတဲ့အချိန်မှာဆိုဖီယာထာလန်ယီရိုကထရန့်ကိုစတဲ့တတိပြုမိခဲ့ကြတယ်လို့ဆိုကြပါရယ် 1980ပြည့်နှစ်ကိုရောက်တော့ Trump ကနယူးယောက်မှာ Grand Hyatt New York Hotel ကြီးကိုဖွင့်လှစ်တဲ့အခါမှာလိုအပ်တဲ့ရုပ်သံစာနှစ်ယောက်ကို Samuel Clislin ဆိုတဲ့သူရဲ့ Jewelers ဆိုတဲ့ကုမ္ပဏီကနေဝယ်ယူခဲ့ပါတယ်။ကျလကို Samuel Clislin ကပူရဲပိုင်ဆိုင်တာဖြစ်ပြီးတော့ပူရဲပိုင်ရှင်က KGB ဒေါ်လာရဲ့အဖွဲ့ကြီးဖြစ်တယ်လို့ Shavak ကပြောပါရယ် Clislin ကတော့အဲ့ဒါကိုသူမသိဘူးလို့ညင်ပါရယ် 1989ခုနှစ်ဇူလိုင်လမှာထရန်နိုစနီမောင်နှံဆိုဖီယာကိုအလဲသွားရောက်စဉ် KGB အဖွဲ့ဝင်တွေကအသွင်ယူချင့်ကပ်ပြီးနိုင်ငံရေးနယ်ပယ်ရေးဝင်ရောက်ဖို့စီးပွားရေးသမားတစ်ပြက်လည်းနိုင်ငံရေးသမားလုပ်ဖို့မျှောက်ပင့်ပြောဆိုခဲ့ကြတယ်လို့ရှက်ဗတ်ကပြောပါရယ်ရှက်ဗတ်ရဲ့အပြောအရ KGB ဟာထရန်ရဲ့စိတ်ပိုင်းဆိုင်ရာကိုအသေးစားလေ့လာထားတာဖြစ်ပါရယ်ထရန်ဟာမျှောက်ပင့်ပြောတာကိုနှစ်ချိုက်သဘောကျတယ်လို့ KGB ကသူတည်တနာပြုပြီးရှာဖွေတွေ့ရှိထားတဲ့ပုံမှာ လက်ရှိရုရှားသမ္မတဗလာဒီမာပူတင်ဟာ KGB အဖွဲ့ကြီးမှဒုတိယဗိုလ်မှူးကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ပူပါတယ်1989ခုနှစ်မှာပူတင်ဟာအရိကာလာရဲ့အရှေ့ဂျာမနီနိုင်ငံဒရက်စတင်မြို့မှာတာဝန်ကျနေပါတယ်။ဆိုဖီယာရုရှားကနေပြန်လာပြီးထရန့်ဟာနိုင်ငံရေးလောကရေးဝင်ရောက်ဖို့ကြိုးစားပါတယ်။1988ခုနှစ်မှာကျင်းပမယ့်သမ္မတရှိခိုးပွဲမှာ Republican Party ရဲ့သမ္မတလောင်းတဦးဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့ပါတီရင်းမဲဆဲပွဲတွေကိုမြောက်ပိုင်းပြည်နယ် New Hampshire ရဲ့ Postma မြို့မှာပြုလုပ်ခဲ့ပါသေးတယ်။ 1989ခုနှစ်စက်တင်ဘာလလာဇန်ကိုရောက်တော့မျက်နှာပြေဖော်ပြပေးရတဲ့ပေးစာပုံစံသတင်းဆောင်မတွေကိုသတင်းစာကြီး၃ခုမှဒေါ်လာ300နီးပါးအကုန်ကြခံပြီးထရန်ကထည့်သွင်းဖော်ပြတဲ့အခါမှာ KGB ဌာနချုပ်မှအံဝဲခံကြရတယ်လို့ရှဘက်ကပြန်ပြောင်းပြောပြပါရယ်။ရှဘက်ကမြူလာဆောင်လန်းစစ်ဆေးရေးကော်မရှင်ရဲ့အားနည်းချက်ကြီးတစ်ခုကိုထောက်ပြပါရယ်။အဲ့ဒါကတော့ကော်မရှင်ဟာသူ့ရဲ့စုံလမ်းစစ်ဆေးမှုကြီးတစ်ခုလုံးကိုဥပဒေချိုးဖောက်တဲ့ပြစ်မှုကျူးလွန်ခဲ့ခြင်းရှိမရှိဆိုတဲ့ရှုထောင့်ကလည်းပဲပြုလုပ်ခဲ့တာဖြစ်ပြီး ဆွဆဲချက်မတင်ငါဖြစ်ဖွယ်ရအချက်တွေမှန်ကန်ခြင်းရှိမရှိတံပြန်ထောင်လိုင်းရေးရှုထောင်းကလည်းပြုလုပ်ခဲ့ခြင်းမရှိခြင်းဖြစ်ပါတယ်။ထရန်နယ်ရုရှားသားမှာပတ်သက်ဆောင်ရွက်မှုတွေကိုတံပြန်ရှိပြီးသူတည်တနာပြုဖော်ထုတ်တာဟာခရိတ်ကတ်ဂတ်ဥရမ်ဟောပါအမေရိကန်ကွန်ဂရက်လွှတ်တော်ကဖွဲ့စည်းပေးခဲ့တဲ့ညူလာကော်မရှင်မှာအဖွဲ့ဝင်ဖြစ်ပါဝင်ခဲ့ပြီးအဲဒီနောက်တော့ထုတ်ပယ်ခံရတဲ့အမေရိကန် FBI ပြည်အောင်စုစုံစမ်းစစ်ဆေးရေးဘယူရိုဝန်ထမ်းပီတာစထရာဟာထရန်ဟာရုရှားဘီလီယံနာတထေကြီးတွေနဲ့ပတ်သက်မှုအကြီးအကျယ်ရှိရဲ့ တပ်ပြင်ထရန့်ရဲ့ပထမတက်တန်းကအစိုးရဖွဲ့ဝင်တတော်များများဟာရုရှားနဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေခဲ့ကြတယ်လို့စထော့ကပြောပါတယ်။စထော့ဟာသူ့ရဲ့ချစ်သူစီကိုဒီစုံစမ်းစစ်ဆေးမှုတွေအကြားတက်စ်မက်ဆေ့ချ်ကဖုန်းကနေစာရီပိုကရီအတွက်2018ခုနှစ်မှာ FBI အဖွဲ့ကပါထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။စထော့ရဲ့ချစ်သူလီဇာပေ့ချ်ကလည်း FBI ရဲ့ဥပဒေအကျိုးဆောင်တူဖြစ်ပါတယ်။2020ပြည့်နှစ်ကိုရောက်တော့ Straw ဟာ Compromise ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေခဲ့ပြီး ထရန်သူ့လူတွေနဲ့ရုရှားတို့အကြားပတ်သက်ဆက်နွယ်မှုတွေကိုဖွင့်ချခဲ့ပါတယ်။အာရှတိုက်အလဲပါကာဇက်စတန်နိုင်ငံရဲ့ထောက်လန်းရေးအဖွဲ့ KMB ရဲ့အကြီးအကဲအနာမူဇာဗက်ကလည်းထရန်ကို1989ခုနှစ်မှာ KGB ကစီရင်တင်သွင်းခဲ့တယ်လို့2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့ကသူ့ရဲ့ဆိုရှယ်မီဒီယာပို့စ်မှာရေးသားထားပါတယ်။မူဇာယက်ဟာရှခင်ဟာ KGB အဖွဲ့ကြီးမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ရေးသားဝင်ညာချက်တွေဟာအကြီးအကျယ်ခရဲရိုက်မှုတွေဖြစ်စေခဲ့ပါတယ်။ မူဆာယက်ကထရန့်ရဲ့1989ခုနှစ်ဆိုဖီယက်အလဲဘက်ခီကိုဖော်ပြထားပြီးအဲရီခီစဉ်အတွင်းဆိုဖီယက်ရုရှားကထရန့်ကိုစီးရင်သိမ်းသိမ်းခဲ့တယ်လို့ဖွင့်ချထားပါတယ်။ထရန့်ရဲ့ကုပ်နိလျှို့ဝှက်အမည်ဟာအနီရောက်ဖြစ်တယ်လို့လည်းမူဆာရက်ကပြောပါတယ်။ရုရှားအားအသာစီးရစေသည့်လှုပ်ဆောင်ချက်များမေ2020ခု အင်ဂျီရောတွေးဆောင်ဆွေးနွေးပွဲတစ်ခုအတွင်မှာအမေရိကန်ရဲ့မဟာမိတ်နိုင်ငံတစ်ခုကနေရထားတဲ့ထိပ်တန်းလျှော်ဝှက်၆လမ်းရေးသတင်းချက်လက်တွေကိုရုရှားနိုင်ငံသားရဲ့ဝန်ကြီးနဲ့တန်အမတ်ကြီးတို့စီပေးအပ်ခဲ့ပါတယ်။အဲဒီလိုရကြောင့်ရုရှားတို့အနေနဲ့သတင်းရှင်မြက်ကိုခံမှန်းဖော်ထုတ်နိုင်သွားမှာဖြစ်ပါတယ်။၂၀၁၇၂၀၁၈2016သမရာရွှေကပွဲတွင်ရုရှားတို့ပါဝင်ဆက်ဖက်မှုတွေကြောင့်စုံစမ်းစစ်ဆေးနေတဲ့လုပ်ငန်းတွေကိုခရီးမတင်အောင်အနှောက်အယှက်ပြုခဲ့ပါတယ်။ဇူလိုင်2018 ဖင်လန်နိုင်ငံဟက်ဇင်ကီမြို့တော်မှာပြုလုပ်ခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲအတွင်း2016အမေရိကန်ရွေးကောက်ပွဲမှာပါဝင်ဆော့ဖက်ခဲ့ခြင်းမရှိခဲ့ပါဆိုတဲ့သမ္မတပူတင်ရဲ့ပြောကြားချက်ကိုတရားဝင်လက်ခံခဲ့ပါတယ်။ဂျာဟာပြည်ရဲမှာဒီကိစ္စနဲ့ပတ်သက်ပြီးစောင့်ဆန်းစစ်ဆေးနေရတွေကိုအကြီးအကျယ်အနှောက်ယှက်ပေးရရှောက်ပါတယ်။2019ယူကရိန်းကိုပေးမဲ့ဒေါ်လာတန်400နီးပါးရှိစစ်ရေးထောက်ပံ့အကူအညီတွေကိုတားမြစ်ခဲ့ပါတယ်။ဂျာဟာရုရှားရဲ့ကျူးကျော်လာနိုင်တဲ့အန္တရာယ်ကိုရင်ဆိုင်နေရတဲ့ယူကရိန်းကိုအားနည်းစေပါတယ်။ ဒီလိုရကြောင်2019ခုနှစ်မှာသမရယာရူကနေဖြိုချဖို့လွှတ်တော်မှာကြားနာဆက်ဆင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ရုရှားဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။2019-2020ဆီးရီးယားမြောက်ပိုင်းကနေအမေရိကန်တပ်ဖွဲ့တွေရုတ်သိမ်းပစ်လိုက်တဲ့အတွက်ရုရှားကထောက်ခံအားပေးတဲ့သမရအာဆက်အစိုးရအတွက်နေမြေတွေကိုပုံမထိန်ချုပ်လာနိုင်ပြီးအသက်ရှူချောင်းသာခဲ့ရပါတယ်။ November-December 2020 ရုရှားနဲ့ပတ်သက်ဆက်နွယ်နေရလို့ညူလာစုံစမ်းရေးကော်မရှင်ကဖော်ထုတ်တွေ့ရှိခဲ့တဲ့ဝန်ထမ်းတွေကိုလူငယ်ချမ်းသာခွင့်တွေပေးခဲ့ပါတယ်။အရာဟာ2020သမရရွှေကပွဲမှာဂျိုးဘိုင်ဒန်တို့အနိုင်ရရှိခဲ့ပြီးသမရတောင်ကိုလွှဲပြောင်းမရှိခင်မှာပဲဖြစ်ပါတယ်။2025ခုနှစ်ဒုတိယကြိမ်သမရသက်တမ်း3 match 2025သမရဇလန်စကီနဲ့အင်ဖြူရောမှာအခြေတဲ့အငင်းပွားမှုတွေဖြစ်ပြီးယူကရိန်းကိုပေးနေတဲ့အမေရိကန်စစ်အကူအညီအလုံးကိုတားမြစ်လိုက်ပါတယ်။ အဲလိုတာမြင်တဲ့အထက်မှာပေးဖို့နေစဲလက်နက်စနစ်တွေရောပေးဖို့ဖို့သဘောတူညီထားတဲ့လက်နက်စနစ်တွေပါပါဝင်ပါတယ်ရှူရဲချက်ကယူကရိန်းကိုအကြက်ကင်ပြီးစစ်ဆက်ဆွေးနွေးရေးစပွဲဝိုင်းစီရောက်လာစေဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ရုရှားတွေကတိုက်ခိုက်မှုကိုအရှိန်မြှင့်လာတာကြောင့်ဇူလိုင်လကျတော့ယူကရိန်းကိုလက်နက်တွေပြန်ပို့ခဲ့ရပြန်ပါတယ်။ April 2025နိုင်ငံသားရေးဝန်ကြီးဌာနလက်အောက်မှာရှိနေတဲ့ GEC ကိုဖြတ်သိမ်းပစ်ခဲ့ပါတယ်။ ီလိုရကြောင်းပဲတရုတ်နဲ့ရုရှားတို့ရဲ့တရင်ဖြန့်ချီဝါရဖြန့်စီမံကိန်းတွေကိုအကျော်ပြလိုက်တယ်လို့ဖြစ်သွားတယ်လို့ဝေဖန်ကြပါတယ်။15ဩဂုတ်2025တမရပူတင်နဲ့တမရထရန်တို့အမေရိကန်ပြည်ထောင်စုလတ်စကာပြည်နယ်မှာထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါတယ်။အဲဒီဆွေးနွေးပွဲပြီးပြီးကျမှာပဲထရန်ကငြိမ်းချမ်းရဖို့အတွက်ရှီဂရိန်ဟာနေမည်အကျော်လက်လွတ်ဖို့အတွက်လိုအပ်တယ်လို့ပြောလာပါတယ်။စက်တဘာ2025ဘောတက်သုံးနိုင်ငံဖြစ်တဲ့လတ်ဗီးယားအက်စတိုးနီးယား လစ်တူရေးနီယာတို့ကိုပေးနေတဲ့လုံခြုံရေးကူညီတွေကိုတက်တန်းကုံဆုံးတဲ့2026ခုနှစ်စက်တင်ဘာလကျော်လရင်တက်တန်းထပ်တူမပေးတော့ဘူးလို့ထရန့်အစိုးရကကြေညာပါတယ်။စက်တင်ဘာ2025နိုင်ငံတကာကြီးစီသဘောတူညီချက်ကနေနှုတ်ထွက်လိုက်ပါတယ်။ဒီကြီးစီသဘောတူညီချက်ဟာတည်င်းမာတွေကိုတိုက်ဖြတ်ဖို့ဖွဲ့စည်းတည်ထောင်ထားခဲ့တာဖြစ်ပါတယ်။ သမရဒိုနယ်ထရန့်ကိုရုရှားဘက်ပင်နေလို့ပြောဆိုဆွဆွင်ကြတာဟာအစမ်းတကျင်းမဟုတ်တော့ပေမဲ့ပေါ်တူဂီသမရဆိုစားလို့နိုင်ငံခေါင်းဆောင်တူအထူးသဖြင့်အမေရိကန်အမေရိကန်ရဲ့မဟာမိတ်နိုင်ငံရဲ့ခေါင်းဆောင်တူကအရုရှားအဆက်လို့ပြောယူလာရတဲ့ဆိုတာကအတော်ကိုထူးဆန်းနေပါတယ်။ဒါအပြင်ကာဇက်စတန်နိုင်ငံထောင်လိုင်းအကြီးကဲကဆို an asset pore ဆိုတာထက်သဘောမျိုး craft not ဆိုရက်လေဝတ်တင်ဂီတာအမိကိုရောပြောလာရတဲ့ဆိုတာကရောဘာသဘောပါလဲ။ ဒီလိုလူမျိုးတွေကလူသိရှင်ကြားထုတ်ဖော်ပြောဆိုလာရတဲ့ဆိုတာဟာတာမန်လူတွေမသိရသေးတဲ့တခြားအချက်လက်တွေများရှိနေသလားဆိုတာတွေးဆစရာဖြစ်နေရတာဖြစ်ပါတယ်။အဆုံးဖြတ်သည်ပိုလန်စက်တမလာ9ရက်နေ့ညပိုင်းနဲ့စက်တမလာ10ရက်နေ့နနက်အစောပိုင်းကာလာရီမှာရုရှားကယူကရိန်းကိုဒရုန်းအစီးလေးရဒုံးပြန်အစင်း40ရုနဲ့ပစ်ခတ်တိုက်ခိုက်ရမှာကလျက်တီရှိနေတဲ့ပိုလန်နေမြေရဲကိုဒရုန်းတွေဝင်ရောက်လာတဲ့အတွက်ပိုလန်တပ်မတော်ကဂျားဖြတ်ဟန်တာပြီးပစ်ချခဲ့ရပါတယ်။ ဒရိုဆက်ကိုစီဝင်လာတဲ့အနက်၄စီကိုပိုလန်နဲ့နေတိုတပ်ဖွဲ့တွေကပစ်ချနိုင်ခဲ့တယ်လို့ပိုလန်အစိုးရကကြေညာပါတယ်။အခုနေတိုအဖွဲ့ဝင်ပိုလန်ကအဖွဲ့ကြီးရဲ့ဗြိတိန်လေးအရာအဖွဲ့ဝင်နိုင်ငံတွေနဲ့ဆွေးနွေးတိုင်ပင်နေပါတယ်။ဒီဖြစ်ရာဒုတိယကမ္ဘာစစ်ကြီးပြီးကြတဲ့အခါဥရောပမှာစစ်ဖြစ်ပွားဖို့အနည်းဆက်ဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်းဆိုကြပါရယ်။နိုင်ငံတကာကြီးကလေလာသူအချို့ကရုရှားကဒီလိုပြုမူလာတာဟာနေတိုကိုသွေးတိုးဆန်းတာဖြစ်ကြောင်းဒါဟာလည်းအမေရိကန်ရဲ့မပြတ်မသားပြုမူလှုံ့ဆော်နေရကြဖြစ်တယ်လို့ကောက်ချက်ချကြပါရယ်။ ီတက်ချီနီဆိုလာခဲ့ရင်တမရထရန်ရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ရပါမယ်။သူ့ဘော်တင်ရှိနေတဲ့တန်တရားတွေကိုခြေဖြတ်ပြစ်နိုင်လိမ့်မလား။ဒါမှမဟုတ်ပုံပြီးတည်ကြစီမလားဆိုတာကသူ့ရဲ့ရုရှားပေါ်တုံ့ပြန်မှုမှာတည်မီနေပါရဲ့။မှတ်ချက်နည်းနဲ့ပြောရရင်တော့အခုပိုးစားထရန်ဒီရုရှားရဲ့လူဖြစ်တယ်လို့တက်အပ်ဆွဆွဲထားတာမဟုတ်ပါဘူး။သို့သောအဲ့လိုအထင်ခံရစေနိုင်တဲ့အချက်အလက်တွေရှိနေတယ်ဆိုတာပြောပြချင်းလို့ဖြစ်ပါရယ်ထရန်ဟာရုရှားလူပါလို့ယတိပြကောက်ချက်မချခင်ဘာပေါင်းဆောင်ကစူးစမ်းစစ်ဆေးရမှာပဲဖြစ်ပါရယ် ီနေရာမှာတခြားအရာတွေပြင်သူ့ရဲ့စိတ်နေစိတ်ဓာတ်ခန်းစားချက်ကလည်းအလွန်အရေးကြီးရဲ့လို့ကျွန်မရှုမြင်ပါတယ်။ trend လို့စိတ်နေစိတ်ဓာတ်ရှိရတဲ့တွေတာမန်လူတွေထဲမှာလည်းရှိနေရပါ။ဒီနေရာမှာတခြားရဲ့တန်ကြာရှင်အောင်ပြောထားပါစီ။ trend ကိုအမျိုးမျိုးဝေဖန်ကြပါရယ်။အကြောင်းကျိုးစီလျော်တာလည်းရှိမစီလျော်တာလည်းရှိသို့တော့ trend သမရဖြစ်လာတာကိုအမနာပါထိုင်ပွားနေမယ်ဆိုဘာဖြစ်လို့ American Beauty တွေကသူ့ကိုဒုတိယကျင်းပြန်လည်ရွေးကောက်တင်ကြခဲ့ကြတယ်လဲဆိုတာကိုပါပေးကြည့်ကြစီကျွန်မတွေဘသူမပြူမိမိမှုပါပဲ။ စေအခစ်ကြီးပြီး liberal line မှာတရားလွန်အောင်စီမျောခဲ့ကြတာရရဲ့အကျိုးဆက်တွေပါအခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်နာကိုလည်း comment ကနေတစင်းမျှဝေပေးခဲ့ပါအောင်နော်အခုလို့စိတ်ဝင်စားစရာကောင်းမဲ့ကမ္ဘာကြီးမြမကြီးတရင်သားစွာကိုနားဆင်ဖို့ Green Kit Channel ကို like and subscribe လေးလုပ်ပြီးဘေးနား notification bell လေးကိုလည်းနှိပ်ထားပေးဖို့တမမီပါနဲ့နော်ကြည့်ရှုသူများအားလုံးဘေးရန်ခတ်သိမ်းကြင်ရှင်းကြပါစေရှင်